မင်္ဂလာပါဇီရိုရီဒီဗီဒီယိုလက်ဆန်မှာအခန်းရှိရဲ့နောက်ဆုံးခေါင်းစဉ်ဖြစ်တဲ့ဥပရိသများအကြောင်းကိုလေ့လာမယ်အစုရိနဲ့ပတ်သက်တဲ့သိထားရမယ့်ဥပရိသတွေကိုလေ့လာကြည့်မှာဖြစ်ပါတယ်ပထမဆုံးသိထားရမယ့်ဥပရိသကဖတ်စရဂုံတတိများအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ associated law ပေါ့နော်ဖတ်စရဂုံတတိဆိုတာကဘာလဲဆိုတော့ဖတ်လို့ရတယ်ဆက်လို့ရတယ်ဖတ်ဆက်လို့ရတယ်ပေါ့နော် A intersection B intersection C ဖြစ်မယ်ဆိုရင်ဒါအစုတွေကိုဆယ်ရိုတွေကပုံတူရာတွေယူထားတာကြီးလိုက်တဲ့အခါမှာ B နဲ့ C က intersection လုပ်ထားတာအဲ့ဒါကိုဆယ်ရိုတွေက ပြောင်းပြီးတော့ဖတ်ဆက်လိုက်မယ် A နဲ့ဖတ်ဆက်လိုက်မယ်အဲ့ဒါဆိုရင် A intersection B ဖြစ်သွားမယ်ပြီးတော့ကြာမှာ intersection C အဲ့ဒီလိုမျိုးပြောင်းပြီးတော့ဖတ်ဆက်လိုက်လို့ရတာကိုဖတ်ဆက်ရကွန်တက်တီ associative law လို့ခေါ်ပါတယ် ဒါက intersection ပေါ့နောက်တစ်မျိုးကကျတော့ union A union B union C ကြီးလိုက်တဲ့အခါ B နဲ့ C နဲ့ကအရင်ရောထားတာအဲ့ဒါကို B ကပြောင်းပြီးတော့ကျတော့ A နဲ့ရောလိုက်မယ် A union B ပြီးတော့ကျမှ union C ဒါလိုပြောင်းပြီးတော့ဖက်ဆက်လို့ရတာကိုဖက်ဆက်ရဂုံတ္တိ associated law လို့ခေါ်ပါတယ်ဒါဆိုရင်ဖက်ဆက်ရဂုံတ္တိနဲ့ပတ်သက်ပြီးတော့ကျတော့မှတ်เสียရနှစ်ချက်ရသွားပြီเนาะ နောက်ထပ်သိထားရမယ့်ဥပရိသားကဖြန့်ဝေရကုန်တတ္တိအင်္ဂလိပ်လိုဆိုလို့ရှိရင်တော့ distributed law လို့ခေါ်ပါတယ် ဲ့တော့ဖြန့်ဝေရဂုံတတ္တိရဲ့အကြောင်းကိုမပြောခင်အခုနောက်လုံးကဖတ်ဆရဂုံတတ္တိလေးကိုရအောင်မှတ်ခင်မယ်နော် A intersection B intersection C ဖြစ်မယ်ဆိုရင် A နဲ့ C တို့တွေကပြောင်းပြီးတော့ဖတ်ဆက်မယ် A union B union C ဖြစ်မယ်ဆိုရင် A နဲ့ပြောင်းပြီးတော့ဖတ်ဆက်လိုက်လို့ရပါတယ်ပြီးတော့ကြာမှာ C နဲ့ C တို့တွေက intersection လုပ်မယ် union လုပ်မယ်ဒီလို C တို့တွေကကွဲအောင်မှတ်ခင်မယ်နော်โอเค အဲ့ဒါဆိုရင်ဖြန့်ဝေရဂုံတတိဆိုတာကဖြန့်လို့ရတယ်ဝေလို့ရတယ်ဖြန့်ဝေရဂုံတတိဆိုတာ A intersection B union C ဖြစ်မယ်ဆိုလို့ရှိရင်အဲ့ဒီမှာဆရာတို့တွေကသင်္ချာသဘောနဲ့ပြောမယ်ဆိုရင် A D B နဲ့တခါတွဲလိုက်မယ်ဒါဆိုရင် A intersection B လို့ဖြစ်သွားမယ် A D C နဲ့တခါတွဲလိုက်မယ်ဒါဆိုရင် A intersection C ဆိုပြီးတော့ဖြစ်သွားမယ်အဲ့ဒီနှစ်ခုကိုမှဆရာတို့တွေကဘာလုပ်မလဲ union လုပ်မယ်အဲ့ဒါကဖြန့်ဝေရဂုံတတိ ဒါကဆီယရိုရီအင်တာဆက်ရှင်မှာနောက်တစ်မျိုးဆီယရိုရီကပါလာမလဲဆိုတော့ကျတော့ယူနီယံလာမယ် A union B intersection C ဒီမှာလည်းပဲ A D B နဲ့တွဲလိုက်မယ် A union B ဖြစ်သွားမယ် A D C နဲ့တွဲလိုက်တဲ့အခါ A union C ဆိုပြီးတော့ဖြစ်သွားမယ်အဲ့ဒီနှစ်ခုကမှဆီယရိုရီက intersection ယူမယ် ပြန်ပြောရရင် ဖြတ်ဝေရာကုန်တက်တိဆိုတာကဒီမှာ union ဆိုရင် zero တွေက union လာမယ် intersection ဆိုရင် zero တွေက intersection လာပါမယ်ဒါဆိုရင် a က b နဲ့တွဲမယ်ဆိုရင်တော့ a intersection b လို့လာမယ် a intersection c လို့လာမယ်အဲ့ဒီနဲ့တွဲကူမှာ union လောက်လိုက်တာနောက်ပြီးတော့ a union b လာမယ် a union c လာမယ်အဲ့ဒီနဲ့တွဲကူမှာ intersection လောက်လိုက်တာ ဖြစ်ပါတယ်အဲ့ဒါကဖြတ်ဝေရာကုန်တက်တိဒါဆိုရင်ဥပရိသနှစ်မျိုးရသွားပြီး နောက်တစ်မျိုးကကျတော့ Demogan's law လို့ခေါ်ပါတယ်เนาะဒီ Demogan's law ဆိုတာကကျတော့ဘယ်လိုဟာလဲဆိုတော့ကျတော့ A intersection B the whole price အဲ့မှာ price ဆိုတာကဘာလဲဆိုတော့ဖယ်လိုက်တာဖြစ်ပါတယ်အဲဘာပဲပြောပြော A intersection B the whole price ဖြစ်နေမယ်ဆိုလို့ရှိရင်တက်တက်ခွဲထုတ်လိုက်ရမယ် A price လာမယ် B price လာမယ်ပြီးတော့ဒီမှာက intersection ဖြစ်နေမယ်ဆိုရင် union လို့ပြောမယ် ်နော် a intersection b တဲ့ဟို prime ဖြစ်နေမယ်ဆိုရင် a prime လာမယ် b prime လာမယ် intersection မို့လို့ဒီမှာ union လို့လာပါမယ်ဒါဆိုရင်နောက်တစ်မျိုးကကျတော့ a union b တဲ့ဟို prime ဖြစ်နေမယ်ဆိုရင် a prime လာမယ် b prime လာမယ်ဒီမှာ union ဖြစ်နေတဲ့အတွက်ဒီမှာလာပြီးတော့ intersection လို့လာမှာဖြစ်ပါတယ်အဲ့တော့ကြောင်းမြန်လာတဲ့သဘောပေါ့နော်ဒီလိုမျိုးဆရာတို့တွေကနားလည်အောင်မှတ်မယ်ဆိုလို့ရှိရင်လွယ်ပါတယ်ဒါဆိုရင်ဥပဒေသ၃မျိုးပြီးသွားပြီ နောက်တမျိုးကကြတော့ a prime ကိုချက်ပြီးတော့ prime တင်လိုက်မယ်အဲ့ဒါဆိုရင် a prime the who prime ဆိုရင်မူလအစု a အစုပဲပြန်ပြီးတော့ရပါတယ် b prime the who prime ဆိုရင် b ပဲရမယ် c prime the who prime ဆိုရင် c ပဲရမယ်ဒါဆိုလို့ရှိရင်မှတ်စရာ၄မျိုးရှိသွားပြီနောက်ဆုံးမှတ်ရမယ့်ဥပဒေသားကကြတော့ a difference b A difference B ဖြစ်မယ်ဆိုလို့ရှိရင်ဆရာတို့တွေက A intersection B prime လို့ယူလို့ရပါတယ် A difference B နဲ့ A intersection B prime ဒီအတူတူပါ A difference B ဆိုတာက A တွေကနေပြီးတော့ B ကိုဖယ်လိုက်တာ B ကိုဖယ်လိုက်တဲ့အခါမှာ B မရှိတော့ဘူးเนาะ B မရှိတော့ဘူးအဲ့ဒါက B prime ပဲအဲ့ဒါ A နဲ့ဆရာတို့တွေပုံတူတာကိုယူလိုက်တဲ့သဘောပဲအဲ့တော့လိုရင်းပြန်ပြောရရင် A difference B ဆိုတာက A difference b prime ဖြစ်ပါတယ် a difference c ဆိုလို့ရှိရင်တော့ a difference c prime ဖြစ်ပါတယ်အဲဒီလိုမျိုးမှတ်မယ်ပေါ့နော်ဒါဆိုရင်မှတ်စရာဥပဒေသားကဘယ်နှခုရှိမလဲဆိုတော့၅မျိုးရှိမယ်ဖတ်စရာဂုဏ်သတ္တိရှိမယ်ဖြန့်ဝေရာဂုဏ်သတ္တိရှိမယ်နောက်ပြီးတော့ demogans law ရှိမယ်နောက် a prime the whole prime ဆို a ရမယ် a difference b ဆိုရင် a intersection b prime ဆိုပြီးရမယ်ဒီ၅ခုကိုရအောင်မှတ်ခဲ့မယ်အဲဒါဆိုလို့ရှိရင်ဥပမာလေးလုပ်ကြည့်ရအောင် ဥပမာကစัจ java လာအစု sd နိုင်အောင်ငယ်တော့တဘာဝကိမ်းများအစုတဲ့1ကနေပြီးတော့ကျတော့80ပေါ့နော်ဒါလိုပြောတာနောက် a အစုပေးထားတယ်တန်းပြီးတော့အစုဝင်နေပေးထားတယ် b အစုကကျတော့စုံကိမ်းနေတဲ့ဖြစ်မယ်ဆိုရင်အောက်ပါတို့ကိုမှန်ကန်ကြောင်းချိန်ကြိုက်ပြပါလေးပုံပေးထားတယ် ဒါဆိုလို့ရှိရင်စကြဝဠာအစုအဆူရာကအခုနောက်နှုန်းကပြောသလိုနိုင်အောင်ငယ်ရမှာဖြစ်တဲ့အတော့1 to 8အစုဝင်တွေက now e အစုကကျတော့1 to 5 6 8 B အစုကကြတော့သူကစုံကိန်းလို့ပေးထားတာအဲ့တော့1ကနေပြီးတော့ကြတော့9 out ကြားထဲမှာ2 4 6 8ဆိုပြီးတော့၄လုံးရှိတယ်တီထားရမှာကစัจ java လာအစု s ပု္ပ္ပစာတွေတွက်တဲ့အခါမှာ ဆီရိုတွေဒီလိုမျိုးစုံကိန်းနေဖြစ်မယ်မာကိန်းနေဖြစ်မယ်သုဒ္ဓကိန်းနေဖြစ်မယ်ဒီလိုပြထားတယ်ဆိုရင်စัจ java ဝါလာအစူတဲ့မှာနိုင်အောင်ငယ်တယ်ဆိုရင်နိုင်ထက်မပူပါတော့ဘူးပေါ့နော်ဒါကြောင့်စုံကိန်းဆိုလို့ရှိရင်အဲ့ဒီပဲယူရမှာဖြစ်ပါတယ်ဒါဆိုရင် s ရဲ့ a ရဲ့ b ရဲ့အစု၃ခုပြထားချက်ပြထားတယ် a difference b d တဲ့ a intersection b prime နဲ့ညီချောင်းချိန်ကိုက်ပြပေးရမှာအခုနောက်ကဥပရိသ၅မျိုးတွေကနောက်ဆုံးဥပရိသပါနော်ကဲဟုတ်ပြီ ဒါဆိုရင် a difference b ကိုရှာကြည့်အောင် a difference b ဆိုတာဆရာတို့တွေကဘာလဲဆိုတော့ကျတော့ b ကိုဖယ်လိုက်တာပါပဲအဲ့တော့ a ရဲ့ကနေပြီးတော့ b ကိုဖယ်ကြည့်လိုက် a ကိုကြည့်မယ် b ကိုကြည့်မယ် b ကိုဖယ်လိုက်တဲ့အခါ2 4 6 8ကိုဖယ်မှာ2ရယ်4ရယ်6ရဲ့8ရဲ့ဖိလိုက်တယ်က1နဲ့5ပဲကျန်မယ်1.5ဒါက a difference b ပါတကယ်လို့များ a intersection b prime ကလည်းပဲ1.5ရမယ်ဆိုရင်1.5ရမယ်1.5ရမယ်ဆိုရင်ဒီနှစ်ခုကဒါညီတယ်ပေါ့နော်ဒါကြောင့်ဆရာတို့တွေကဒီတစ်ခါမှာ a intersection b prime ကိုရှာကြည့်မယ်သို့တော့ b prime လေးကိုဆရာတို့တွေအရင်ရှာမယ်ဘာကြောင့်လဲဆိုတော့ b prime ဆိုတာကမတိရသေးဘူးလေဒီမှာ b ပဲပြထားတာ b prime ဆိုတာ s တရနေ b ကိုနှုတ်ချင်းမယ် ဒီကိုနှုတ်လိုက်တဲ့အခါမှာ2 4 6ကိုနှုတ်မယ်2 4 6ကိုနှုတ်လိုက်တဲ့အခါမရပဲကြံမယ်1 3 5 7ပဲကြံမယ်အဲ့ဒါကပါလဲဆိုတော့ကျတော့ B prime ပေါ့နော်ဟုတ်ပြီတကယ်သိချင်တာက A intersection B prime ပဲဒါဆိုရင်ဆရာတို့တွေကဟောဒီ B prime နဲ့ A နဲ့ဘုံဒူရာကိုယူလိုက်မယ် B prime ကဒီမယ် A ကဒီမယ်1 3 5 7 1ပါမယ် 3မပါဘူး5ပါပါမယ်7မပါ1နဲ့5က2နေတယ်ဒါကြောင့် A intersection B prime A အစုနဲ့ B prime စီရိုတွေဟောဒီနှစ်ခုပုံတူတာကိုယူလိုက်တဲ့အခါမှာ1.5ဆိုပြီးရတယ်ဒီကောင်ကလည်း1.5ရနေတယ်ဒီကောင်ကလည်း1.5ရနေရဆိုရင် A difference B နဲ့ A intersection B prime ဒီဘာဖြစ်တယ်လဲဆိုတော့ကျတော့ညီတယ်ပေါ့မှန်ကန်ကြောင်းချိန်ကြိုက်ပြခိုင်းတာတလို့ပြခိုင်းတာပဲ အဲတခုတတိထားရမှာကဆီရိုတွေကဟော်ရီပေးထားတဲ့ညီချောင်းကြီးကိုယူယူပြီးတော့ဒီဘက်ကနေလဲတွက်ဟော်ရီဘက်ကနေလဲတွက်1.5ရ1.5ရအဲ့ဒီလိုမျိုးရှင်းပြီးတော့မလုပ်ရဘူးเนาะကဲဒါဆိုရင်နောက်တစ်မျိုးကြည့်ရအောင်ကဲဟုတ်ပြီဒါဆိုရင်နံပါတ်ခါကွေး A prime the who prime the A နဲ့ညီချောင်းချိန်ကြိုက်ပြရမယ်ဒါဆိုရင် ပေးထားချက်လေးကိုပြန်ယူမယ် A prime ကိုအရင်ရှာအောင် A prime ဆိုတာ S တရနေ A ကိုဖယ်တာပဲเนาะ b prime ဆိုလို့ရှိရင်တော့ s တဲ့ကနေ b ကိုဖယ်မှာပဲအဲ့တော့ s တဲ့ကနေ a ကိုဖယ်လိုက်တဲ့အခါဟောဒီကောင်တွေကိုဖယ်လိုက်မယ်ဒါဆိုရင်3 4 7ဆိုပြီးတော့ကြည့်ရမယ်အဲ့တော့က a prime ရှိသေးတာဒါဆိုရင် a prime တဲ့ whole prime ဆိုလို့ရှိရင်0တွေက prime ဆိုတာဖယ်မှာဘာကိုဖယ်မှာလဲဆိုတော့ a prime ကိုဖယ်မှာဘယ်ထဲကနေ s တဲ့ကနေဖယ်မှာ a prime ဆိုတာ3 4 7အဲ့ဒါကိုဖယ်လိုက်တဲ့အခါမှာအခုနောက်တော့က1 2 5 6ဆိုပြီးတော့ပြန်ရတယ် 125 CA A ပဲဒါကြောင့် A prime တဲ့ဟို prime ဒီ A နဲ့ညီပါတယ်ဒါလို့ chain guide ပြပေးရမယ်နံပါတ်ကငယ်ရကြတော့ A union B တဲ့ဟို prime ဒါကြတော့ Demogan law ပေါ့နော်ဒါဆိုလို့ရှိရင် A union B တဲ့ဟို prime ဆိုရင် A prime B prime လို့ခွဲထုတ်လိုက်ပြီးရင် union မလို့ဒီမှာ intersection လာမယ်အဲ့ဒီနှစ်ခုဒီညီချောင်း chain guide ပြမယ်အရင်ဆုံး A union B ကိုရှာ A နဲ့ B နဲ့ရောမယ် A နဲ့ B နဲ့ရောလိုက်တဲ့အခါ2 4 6 2ရဲ့4ရဲ့8ရဲ့ကအဲဒီမှာဆိုလို့ရှိရင်2ရဲ့6ရဲ့8ရဲ့ကတူလို့မို့တခါပဲပြန်သုံးမယ်1 2 4 5 6ဆိုပြီးရရတယ်လိုချင်တာကတော့ AU Union B တဲ့ Who Price Price ဆိုတာဖယ်တာအဲ့တော့ဘာကိုဖယ်မလဲ AU Union B ဘယ်ထည့်ရဖယ်မလဲ S ထည့်ရဖယ်မယ်1 2 4 5 6 8ကို S ထည့်ရနေပြီးတော့ဖယ်လိုက်တဲ့အခါ3.7လို့ရရတယ် တကယ်လို့များဟောရီကောင်ဒီလေ3.7ရရင်မညီပြီပေါ့အဲ့တော့ a prime နဲ့ b prime intersection လုံးမယ် a prime ဆိုတာအထက်မှာရှာထားပြီးသားရှိတယ် b prime ဆိုတာလည်းအခုနကတော့နံပါတ်ကကြီးလောက်မှာရှာထားပြီးသားရှိတယ်အဲ့ဒါကို intersection ယူကြည့်လိုက်အဲ့တော့ဆရာကတော့ဒီမှာတော့ယူမပြတော့ဘူး intersection ယူလိုက်တဲ့အခါ3.7ပဲရပါတယ်ဒီကောင်ကလည်းပဲ3.7ပဲရတာမို့လို့ a union b the whole prime ဒီ a prime intersection b prime နဲ့ညီပါတယ် ဒါလို့ချင်းကြိုက်ပြပေးရမယ်ဒါကဆီယာရိုတွေနံပါတ်ကားငယ်ဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်နံပါတ်ကားကြီး A intersection B the who bright the A bright union B bright နဲ့ညီကြောင်းဒါဆိုရင် A intersection B ကိုအရင်ရှာ ASU BSU ဘုံဒူရာကိုယူလိုက်တဲ့အခါ268ရတယ် A intersection B the who bright ကိုလိုချင်တာမို့လို့ bright ဆိုရင်ဖဲမယ်ဘယ်ထဲရဖဲ S ထဲရနေဖဲမယ် A intersection B ကိုဖယ်မှာဒါဆိုရင်268ကိုဖယ်ကြည့်လိုက် ST ကနေဖယ်ကြည့်လိုက်တဲ့အခါမှာ13457ဆိုပြီးတော့ရတယ် ဒါဆိုလို့ရှိရင်ဆရာတို့တွေ A prime union B prime ကိုကြည့်ရအောင် A prime ကအထက်မှာရှားပြီးစား B prime ကလည်းရှားပြီးစားနှစ်ခုကိုရောလိုက်ရောလိုက်တဲ့အခါ13457လို့ရတယ်ဟောဒီကောင်ကလည်း13457ရနေရဆိုရင် A intersection B the who prime ဒီ A union A prime union B prime နဲ့ညီပါတယ် သူကချင်းကြိုက်ပြခိုင်းတာအဲ့ဒီလိုမျိုးချင်းကြိုက်ပြခိုင်းတာဖြစ်ပါတယ်ဆီရိုတွေကဟောဒီလိုမျိုးညီမချင်းကြီးကိုတခါတည်းယူပြီးတော့လဝဲဘက်ကလှုပ်လက်ရဘက်ကလှုပ်နှစ်ခုစလုံးညီပါတယ်ဆိုပြီးတော့ဒီလိုမျိုးဆီရိုတွေတွက်ပြီးလို့ချင်းကြိုက်ပြလို့တော့မရဘူးပေါ့နော်ကဲဒါဆိုရင်နောက်ဗီဒီယိုလက်ဆင်မှာတော့လေ့ကျင့်ခန်းလေးတွေလုပ်ကြည့်ပါမယ်